စိတ်ထိခိုက်စရာဖြစ်ရဲ့ဒုမဟုတ်ဘေးအန္တရာယ်တစ်ခုပြီးနောက်တစုံတရာကိုကူညီပံ့ပိုးပေးခြင်းအကယ်၍လူတဦးဒီစိတ်ထိခိုက်စရာတုံလုံးဖွဲ့ဖြစ်ရဲ့တစ်ခုဒုမဟုတ်ဘေးအန္တရာယ်တစ်ခုကြုံတွေ့ခဲ့ရပါက ရေကြီးခြင်းမီးမြေငလျင်ပြင်းထန်သောမုန်တိုင်းကားမတော်တဆဖြစ်မှုမိသားစုဝင်ဒုမဟုတ်တငယ်ချင်းတဦးတေဆုံးမှု သို့မဟုတ်အခြားစိတ်မကောင်းစရာဖြစ်ရမျိုးကြုံတွေ့ရပါကသူတို့ကိုပန့်ပိုးကူညီနိုင်သည့်နိလန်းများရှိပါသည်စိတ်ထိခိုက်စရာအဖြစ်ပြက်တစ်ခုဖြစ်ပေါ်လာပြီး တစုံတဦးကို စိတ်ပိုင်းဆိုင်ရာပန့်ပိုးကူညီပေးလို့လျင်ဤဗီဒီယိုတွင်တင်လှုပ်ဆောင်နိုင်သောအရာအချို့ကို မျှဝေပေးပါမည်။စိတ်အနောက်ဆက်ဖြစ်စေသောဒုမဟုတ်ထိတ်လန့်စရာဖြစ်ရက်တစ်ခုဖြစ်ခဲ့ပါက အချိန်နဲ့ဒီရုပ်ပိုင်းဆိုင်ရာ အရာလုံခြုံမှုစိစေရန်အမှန်တကယ်အရေးကြီးပါသည်တင်တဲ့အချက်တဲဖြစ်နေတော်လူသည်မီရေဒမဟုတ်ရင်ကြောပိတ်ဆို့မှုကဲ့သို့တော်အရာများဘေးကင်းကြောင်းတေချာစေရန်တည်နေရာကို စစ်ဆေးပါရဲကိုခေါ်ပါ မီတာဒမဟုတ်လူနာတင်ရင်ဝန်ဆောင်မှုများကဲ့သို့ဝန်ဆောင်မှုများကိုမခေါ်ဆိုရသေးပါက911တို့ခေါ်ဆိုပါ အခြေအနေက မလုံခြုံရင် ကို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 အန်ဒီရမပေးပါနဲ့တားစရာကောင်းတဲ့အဖြစ်ပြက်တစ်ခုပြီးနောက်လူတွေဟာ ချက်ချင်းစွတ်တလို့စိတ်ထိခိုက်ပူပန်မှုကိုခံစားရတတ်ပါတယ်။တခါတရံတွင် လူများသည်စိတ်ထိတ်လန့်တုန်လှုပ်ခြင်းကို ခံစားရတတ်သည်။သူတို့သည်စိတ်ဆုပ်ထွေခြင်းအခြားသူပြောတော်စကားများကို နားလည်ရန်ခက်ခဲရုပ်ကန့်နေရခြင်း စိတ်ခံစားချက်များမပြတ်တတ်ခြင်းဆုံးဖြတ်ချက်များမချနိုင်ခြင်းနဲ့စိုးရိမ်စိတ်များတိုးလာခြင်းတို့ဖြစ်လာနိုင်ပါသည် အခြားတုံ့ပြန်မှုများတွင်စိုးရိမ်ပူပန်မှုဝမ်းနည်းမှု အပြစ်စီးတလို့ခံစားရခြင်းကြောင်ရွံ့မှုဒုမဟုတ်ဒေါသဖြစ်ခြင်းတို့ပါဝင်နိုင်သည်အပမာထိုင်လန်းဖွဲ့ရာဖြစ်ရဘေးအန္တရာယ်တို့မဟုတ်ကြောက်မက်ဖွဲ့ရာဖြစ်ရတခုကို ကြုံတွေ့ခဲ့ရသူတို့ကိုကူညီပံ့ပိုးရန်နီလန်းအချို့ဖြစ်သည်လူတယောက်ဒီသူတို့ခံစားရတဲ့ခံစားချက်ကိုထောက်ဖို့ပြောပြခွင့်ပေးပါပြီးတော့သူတို့ပြောနေတာကို နားလည်ဖို့ခက်တာဒါမှမဟုတ်သူတို့ကိုသူတို့ထပ်တလဲလဲပြောနေရင်တောင်မဝင်ဖန်မဆုံးဖြတ်ပဲစိတ်ရှိရှိနဲ့နားထောင်ပေးပါ လူတိုင်းဒီခက်ခဲသောအခြေအနေများကို ွဲပြားစွာတုတ်ပြန့်တတ်ဒီကိုသူတို့ကိုပြောပြပါပြီးတော့အချင်းနေများအပေါ်သူတို့ရဲ့ခံစားချက်နဲ့တုတ်ပြန့်မှုတွေဟာအာလုံးအစဉ်ပြေကြောင်းသူတို့ကိုစိတ်ချဖြည့်ဖြောက်ပေးပါစိတ်တည်ငြိမ်ဖြေလျှော့ချရန်ဒုမဟုတ်မငိုပါနဲ့လို့သူတို့ကိုမပြောပါနဲ့လူတူဦးဒီသူတို့ဤစိတ်ခံစားချက်များကိုသူတို့ဤကိုယ်ပိုင်အစိမ်အဟုန်ဖြင့်မျှဝေခွင့်ပြုပါ သူတို့မပြောချင်းဒီအခါတို့မဟုတ်အသေးစိတ်အချက်လက်များကိုမျှဝေရန်တွန်းအားပေးခြင်းမလုပ်ဘဲတင်ကိုယ်တိုင်တို့မဟုတ်အခြားသူများဤအတွေ့အကြုံများကိုမျှဝေရန်အနောက်ဆက်မဖြစ်စေဘဲမျှဝေခွင့်ပြုပါ လူတဦးကစိတ်ဆုံနေရင်ဒါမှမဟုတ်ခက်ခက်ခဲခဲပြုမှုဆက်ဆက်နေရင်တောင်စိတ်တည်ငြိမ်အောင်ကြိုးစားပါ ဖြစ်ပျက်နေသည့်အရာနှင့်မျောလင်းရမယ့်အရာများအကြောင်းသူတို့ကို update လုပ်ပြောပြထားပါဒါပေမဲ့တင်းမှာအချက်အလက်တွေမရှိရင်ခတ်မှန်းမပြောပါနဲ့မေကွန်းရဲ့အဖြေကို မတိရင် သူတို့ကိုပွပွင့်လင်းလင်းပြောပြပါပြီးတော့တင်လုံးနိုင် ထိန်ထားနိုင်တယ်ဆိုတာမသေးကြရင်ဂတိတွေမပေးပါနဲ့လူတိုင်းဒီရုပ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုကို မလိုချင်တော့ကြောင့် ပွေဖက်ခြင်းဒုမဟုတ်လက်ကင်ဆောင်ခြင်းကဲ့သို့ရုပ်ပိုင်းဆိုင်ရာ စိတ်ချဖြည့်ဖြောက်ချက်မပေးမီသူတို့ဤခွင့်ပြုချက်ကိုတောင်းခံပါ လူတဦးဤဂုံတိတ်ခာနဲ့ကိုရီးကိုရာကိုကာကွယ်ရန်နောက်ထပ်အဆင့်များကိုလှုံ့ဆော်ပါယင်းတွင်သူတို့ကိုသူတို့ဖုံးအုပ်ဖို့သူတို့ကိုဆောင်းဒုမဟုတ်အင်ဂျီတထဲပေးခြင်းဒုမဟုတ် မီဒီယာအဖွဲ့များဒုမဟုတ်ရက်ဆောက်ကြီးနေသူများကို ထွက်ခွာရန်တောင်းဆိုခြင်းတို့ပါဝင်သည် အကယ်၍လူတဦးဒီအင်္ဂလိပ်မှလွယ်၍အခြားဘာသာစကားကို ပြောပါကထို့တူဒီဇကပြန်လိုအပ်နိုင်ဒီကိုဥစွာဖတ်ထမတုတ်ပြန့်ဖြေချသူများရဲဒုမဟုတ်စေဘက်အကူညီများကဲ့သို့ သူများကို ပြောပြပါ သူတို့ခေါ်ချင်တဲ့သူတွေစီလား တို့မဟုတ်ဆက်တွေ့ခြင်းနဲ့သူစီလာလို့မင်းကြည့်ပါတစုံတူကိုပန့်ပုံကူညီပြီးနောက်နားထောင်ပြီးနောက်တင်ဒီစိတ်မကောင်းဖြစ်ခြင်းခံစားရပြီးစိတ်ပိုင်းဆိုင်ရာခက်ခဲရုပ်ကံရနိုင်သည်တင်ကိုတင်ဂယူဆိုင်ပြီးလိုအပ်တဲ့အခါအကူအညီတောင်းဖို့အရေးကြီးပါသည်ဘေးအန္တရာယ်တစ်ခုတို့မဟုတ်အခြားစိတ်ထိခိုက်စရာဖြစ်ရမျိုး ဖြတ်တန်းခြင်းဒီလူများကိုနီလန်းအမျိုးမျိုးဖြင့်ထိခိုက်တက်ရောက်စေသည်မတူညီသောယဉ်ကျေးမှုများမှ လာတော်သူများဒီ၎င်းတို့၏ခံစားချက်များကို မတူညီသောနီလန်းများဖြင့်ဖော်ပြကြသည် ပုံမှန်အားဖြင့်အဖြစ်ပြက်အပြီးတလခန့်တွင် လူများသည်သူတို့၏နေစဉ်လှူရှာမှုအချို့ကို ပြန်လည်စားသင့်နိုင်ကြသည်ဒါပေမဲ့ လူတရားဟာခက်ခဲရုပ်ကနေရဆဲဖြစ်ပါက ကျွမ်းကျင်ပညာရှင်တဦးနဲ့စကားပြောဖို့သူတို့အတွက်အကြံကောင်းတစ်ခုဖြစ်နိုင်တယ်။ဥပမာဆရာဝန်ဒုမဟုတ်အကြံပေးအတိုင်းပင်ခံပုဂ္ဂိုလ်တို့ဖြစ်သည်။လူတဦးဒီခက်ခဲရုပ်ကနေရသည့်လက္ခဏာများတွင်၎င်းတို့၏အမှုအကျင့်ဒုမဟုတ်ရုပ်ရည်ပြောင်းလဲခြင်းဒေါသထွက်လွယ်ခြင်းဒုမဟုတ်စိတ်ဆိုးခြင်း မကြာခဏငိုကြွေးခြင်းဆိုရင်ပုံပေါ်ခြင်းဒုမဟုတ်အခြားသူများနဲ့အဆက်အသွယ်လုပ်ခြင်းမှဆုတ်ခွာထွက်ခြင်းတို့ပါဝင်သည်အချိန်တာလာဒီနှင့်အမျှလူတယောက်ဤအပြုမှုပြောင်းလဲမှုများကိုရှာဖွေပါ အပြောင်းလဲများနဲ့ပတ်သက်ပြီးတတိပြုမိပါက အစောပိုင်းကကျွန်ုပ်တို့မျှဝေခဲ့သည့်လမ်းညွှန်ချက်များအတိုင်းစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနဲ့စိတ်ချဖြည့်ဖြောက်ပေးမှုတို့ကို ပေးဆောင်နိုင်ပြီး သူတို့နဲ့ပွင့်လင်းမှုစီလာပါကကျွမ်းကျင်ပညာရှင်တဦးနဲ့ချိတ်ဆက်ကူညီပေးနိုင်ပါသည်အကယ်၍လူတဦးသည်အတ္တမစင်ချင်တော့တလို့ခံစားရပါကဒုမဟုတ်ဘဝကို အဆုံးတိုက်ရန်တွင်းနေပါက 988နံပါတ်ကိုနေ့စဉ်တို့မဟုတ်ညအချိန်မရွေးလေ့ကျင့်သင်ကြားထားတော့အကြံပေးအတိုင်းပင်ခံ ပုဂ္ဂိုလ်နဲ့စကားပြောဆိုနိုင်ပါသည်စကားပြန်လိုအပ်ပါက ဖုန်းပြန်ဖြေကြားသည့်အခါသူတို့ဤဘာသာစကားကိုပြောပြရပါမည်ဖုန်းခေါ်ဆိုမှုတွင်သူတို့ပြောသည်များကို လိုအပ်ထားပါမည်